တနေ့နေ့သားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဥစွာပရမအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကဒီကနေ့ထောပနာပြုဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာတနေ့နေ့သားသမီးမိတ်ဆွေတွေဒီ2025ခုနှစ်16ရက်ကနေပြီးတော့23ရက်နေ့အထိတပတ်တာတော့တွင်မှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုစိတ်မွန်းကြက်နေရမျိုးတွေဖြစ်နေတဲ့လက်ရှိမှာကိုဖြစ်ရှင်တဲ့အရာနဲ့ ဖြစ်နေတဲ့အရာဟာကိုကိုကိုကန်ဆိုးလာပြီကန်ညှက်လာပြီဒီအဆိုးတွေကနေပြီးတော့ဘယ်ရှိပြောင်းမလဲဒီကာလကနေပြီးတော့ဘလို့ရုံးကန်ထွက်ရမလဲဆိုပြီးတော့စိတ်ညစ်ညူးနေတာမျိုးညှီးညူနေသောကာလဖြစ်တာမျိုးမိတ်ဆွေတို့အနေနဲ့ငါကဒီထပ်ပို့ပြီးတော့လုံနိုင်ရမယ်ဆိုတဲ့စိတ်ကလေးတွေငါဒီအရာကြီးကိုရုံးထွက်ပြေးထွက်ပြစ်ချင်တာမျိုးတွေလုတ်ပြချင်တာမျိုးတွေစိတ်ထဲမှာဖြစ်နေတယ်ဒါပေမဲ့လက်ရှိမှာကိုကိုကို confidence ကျနေတာမျိုးစိတ်အနှဲငယ်လေးပန်းနေတာမျိုးစိတ်ပန်းလူပန်းဖြစ်နေရတာမျိုးကြီးကြုံရတတ်တယ်ဂျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါတနေ့ကလေးသားမိတ်ဆွေတွေကဒီအဖတ်တာတော့တင်မှာဆိုရင်ဂျမ်း မာကြီးနဲ့ပတ်သက်ရင်နှလုံးနဲ့ပတ်သက်တာမျိုးမောတာမျိုးအသက်ရှူကျက်တာမျိုးလေးတွေဖြစ်ရတတ်တယ်။ဒါကြောင့်မိษွေတို့အနေနဲ့အတက်ပညာတွေမကောင်းတဲ့ပညာရဲ့အတိုက်အခိုက်တွေနဲ့ပတ်သက်ပြီးတော့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့တနည်းနဲ့သာသမီမိษွေတွေဟာကျမ်းမာကြီးနဲ့ပတ်သက်ရင်မကောင်းတဲ့အိမ်မက်တွေအဆိုးညံ့တွေမက်တဲ့အခါနိစ္စရအတိုက်အခိုက်တွေကိုတတိပြုဆင်ခြင်ပြီးတော့ဘာသာတရားပုံမှုလောက်ဆောင်ပြီးလိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာ။အလောက်ကအလောက်ကနဲ့ပတ်သက်ရင်ဒီဘက် ကန်ဆိုးနေတယ်ဂျိုညံ့နေတယ်ဂျိုဆိုးတွေကိုဝင်လာမာတွေရောက်ရှိနေတာမျိုးဖြစ်နေတတ်တဲ့အတွက်မိတ်ဆွေတနေ့ဝင်သားသေးသမီးတွေဟာအလောက်ကိုင်းနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်တိုးချဲ့လှုပ်ဆောင်ခြင်းထက်ရှိနေတဲ့နေရာမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့လိုအပ်တယ်ဒီလိုကံမျိုးကြတဲ့အခါဆရာမိတ်ဆွေတွေကိုဆရာတို့တော်တော်အများစုကိုခေါ်ကြတယ်ဒီကံမျိုးကအတိုက်အခိုက်တွေမကောင်းတဲ့အတတ်ပညာတွေစုံအတတ်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြုံရနိုင်တယ်သတိပြုရလိုအပ်တယ်ဆိုတဲ့ကံမျိုးဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုအတတ်နိုင်ဆုံးလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့မကောင်းတဲ့ရာတွေလူသေးတာတွေအ ားနမိတ်ဆောင်တဲ့အိမ်မှန်မျိုးတွေမှရင်တော့အတိုက်ခိုက်တွေဂျုံနေရတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့နိစ္စရာအတိုက်ခိုက်တွေကိုချစ်ဆေးချပွေပါလူမှမရှိရင်တော့အိမ်အတွင်းမှာဝိုင်းအတွင်းမှာလုပ်ငန်းအတွင်းမှာမနာလိုပြန်ဆိုင်နေများနေတယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ငွေကြေး ငွေကြီးနဲ့ပတ်သက်လာရင်တော့အမျိုးသမီးတဦးတယောက်နာအခုညီရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းဆိုပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ကိုယ့်အမိခံပြီးလှုပ်ဆောင်နေရဆိုရင်တော့တဦးတယောက်ရဲ့အမိခံတာမျိုးမိမိရဲ့အမေတို့မို့အမတို့မို့မိမိရဲ့ဇနီးမယားအဆက်ရှိတဲ့အမျိုးသမီးတဦးတယောက်ရဲ့အမိကိုခံပြီးတော့ဥဆောင်လုပ်ခိုင်းလိုက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေပါတယ်အလုပ်ကံရတဲ့ ကျင်းသေးပါတယ်မိတ်ဆက်တနင်္ဂနွေသားသမီးတွေနဲ့ဒီကနေ့တော့ဒီမှာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတိုးရှဲဖို့ဒီအပတ်တာတော့ဒီမှာအားနေပါတယ်အဲကံရဲ့အလှည့်အပြောင်းလေးတွေပေါ်လာတတ်တဲ့ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာလုပ်ငန်းအသစ်အလုပ်အသစ်စတင်လှုပ်ရှင်းတာရှိနေတဲ့နေရာမှာအထက်နိုင်ဆုံးဒီအပတ်တာတော့ဒီမှာငင်းငင်းကလေးနေရာကပုံမှုပြီးတော့မိတ်ဆွေတို့ရဲ့ကံကိုအားသာပြီးတော့ကောင်းမွန်မဲ့အပတ်တာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အရန်ကြီးတိုးရှဲလှုပ်တာမျိုးကြွေတဲ့နဲ့ကြက်တကုံလှုပ်တာမျိုးတွေပုံရင်းပြီးတော့လှုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့ဆရာမိတ်ဆွေတနင်္ဂနွေသားသမီးတွေကဒီအပတ်တာဟာဂယူဆိုင်တတိတာစင်ညာမဲ့ကာလ လာဖြစ်ပါတယ်။ယာရုလုပ်ငန်း၊ယာရုတိုးတာမျိုး၊ယာရုတက်တာမျိုးတွေကြုံအားတက်တယ်လို့မိဆွေတို့အနေနဲ့ယာရုတက်ရှင်းနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲအပြောင်းရွှေ့တွေလုပ်လို့ရပါတယ်။ OA Champion နဲ့ပတ်သက်ပြီးတော့ပြောင်းလာတွေရွှေ့တာတွေကောင်းပါတယ်။အမှုကိစ္စအမွေကိစ္စတွေပြီးပြတ်အောင်မြင်အောင်ဆွမ်းဆောင်နိုင်မယ့်အပတ်တာကာလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းအသစ်လှုပ်ရှင်းတာလုပ်ငန်းအဟောင်းကိုတိုးချက်လှုပ်ဆောင်တာမျိုးရှိနေတဲ့ကာလအတွင်းမှာအကောင်းဆုံးဆုံးဖြစ်အောင်လှုပ်ဆောင်တာဟာပုံမူပြီးတော့အသာကောင်းမှာပါတယ်။ဘာသာရေးနဲ့ပတ်သက်သောလုပ်ငန်းတွေ၊ပညာရေးနဲ့ပတ်သက်သောလုပ်ငန်းတွေ၊အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေ၊ဈေးန င်နာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလူမှုအကျိုးပြုစေတဲ့ပရဟိတအဆက်ရှိတဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေပို့ပြီးတော့သူများအကျိုးလဲအောင်ကိုယ်အကျိုးလဲအောင်ဆိုတဲ့လုပ်ငန်းတွေကိုပို့မှုပြီးတော့လှုပ်ဆောင်တင်ပြီးတဲ့အခါဗဇက်ကဘုရားလက်ကတရားလက်ကကာယလုံနေတဲ့မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီအပတ်ဟာတတိထားဆင်ရမယ်ကာလပိုက်ရှားဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဗဇက်ကနေပြီးတော့အာနမိတ်ဆောင်တာတွေမကောင်းတဲ့အတက်ပညာအများကြီးမကောင်းတဲ့အရာတွေစိတ်ညစ်လိုက်တာမျိုးတွေအာစိတ်တက်ကြလိုက်တာတွေဒီတွိုင်းကအဆရှိတဲ့မကောင်းတဲ့အာနမိတ်တွေဆောင်ပြီးပြောဆိုတဲ့အခါတတိထားဆင်ခြင်ပြန်လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲ ယင်နဲ့ပတ်သက်တာမျိုးတွေစက်ပစ္စည်းနဲ့ပတ်သက်တာတွေဝင်လာတတ်ပါတယ်ဖုန်းတို့ဆိုင်ကယ်တို့စက်ပစ္စည်းတို့ယင်တို့အစ်စ်ဝင်လာတာမျိုးတွေရရှိတာမျိုးတွေကြုံရတတ်တယ်အလူမင်္ဂလာဆောင်ဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မထင်မှတ်ပဲမျက်နှာပွင့်လန်းခြင်းမျိုးတွေရရှိတတ်သောအပတ်တာကာလအပိုင်းခြားဖြစ်သောကာလဖြစ်ပါတယ်ခင်ဗျာအလုရှာနေသောမိတ်ဆွေများအဖို့အလုရကျင်တပဆိုရင်တော့မိတ်ဆွေအနေနဲ့ဖုန်းကြီးချောင်းမှာလက်ချီရလို့ကျွန်တော်ယဟန်တန်ကတပါးပါးကိုမိတ်ဆွေတို့အနေနဲ့တော့တစ်ခုခုပေါ့နော်အလုရစီဖို့အတွက်ရည်ရွယ်ပြီးတော့တစ်ခုခုပေါ့မိမိတတ်နိုင်တဲ့အရာလေးတွေလှူဒန်းပြီးတော့စုတောင်းပြီးတော့အလုသွားလျှောက်ပါတယ်အလုရမယ်ကာလအပိုင်းခြားဖြစ်တယ် ယ်အရှိလူငယ်တွေအရှိနဲ့ပတ်သက်လာတဲ့ခါမှာတော့ညံ့ပါလေအရှိနဲ့ပတ်သက်လာရင်အတွေးလွန်နေတာမျိုးကိုယ့်ရဲ့ရှစ်သူကြီးသားပေါ်မှာတန်တရားစိတ်တွေများနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့အရှိနဲ့ပတ်သက်လာရင်လက်တွေ့ဆန်ဆန်လုပ်ပါအဲပြဿနာကိစ္စတွေကိုဖြေရှင်းတာမျိုးလေးတွေမလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမိမိရဲ့အရှိနဲ့ပတ်သက်လာတဲ့အခါမိမိရဲ့တန်တရားစိတ်မှာမိမိရဲ့ရှစ်တက်မှုရစ်တက်မှုကြောင့်တဦးတယောက်ပေါ်မှာအနေကျက်ပြီးတော့စိတ်ကုန်သွားတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပြင်ရန်အတွက်တော့လိုအပ်သောကာလဖြစ်တယ် အိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့အပြိုကြီးများငကူကအိမ်ဆောင်မရှိတဲ့သူတွေအိမ်ဆောင်မစွန်တဲ့သူတွေတောင်ဖူးစာဘတ်တွေရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်ဆောင်ပြုစေဆက်လက်ထက်မင်္ဂလာပြုလုပ်ရန်တိုင်မြန်ကောင်းသောကာလပတ်တာကာလဖြစ်တယ်။ဒါအပြင်မိတ်ဆွေအိမ်ဆောင်ကြီးနဲ့ပတ်သက်ရင်တော့ငကူကနားလည်မှုလွဲနေတာမျိုးလေးတွေမှာရှေ့တို့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိတတ်တယ်လို့ပြီးခဲ့ပြီးသားကိစ္စမှားခဲ့ပြီးသားကိစ္စတွေကိုတုံးနဲ့တူညှိနှိုင်းပြီးတော့ရှေ့တို့ဆောင်ရွက်ရင်အနာဂတ်အတွက်ကြီးမားချက်အတွက်ရရှိတတ်တယ်လို့ငကူကသာသမီမရရှိတော့မိတ်ဆွေများသာသမီစုပန်နာမျိုးလေးတွေအဲရရှိနိုင်သောကာလအရှိန ေပိုင်းခြားဖြစ်တော့လာဖြစ်ပါအပတ်လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အိမ်တော်ကြီးတွေမှာဂျားလူမဝင်စေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်တိုင်းတဦးတယောက်မတိအောင်လှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာတော့ဖြစ်နိုင်ရင်ဒီလိုလေးရရှိပြီပြည်ပြည်သားတက်တက်တဲ့အတွက်တတိထားစီရင်ပြန်လိုအပ်သောအပတ်တာကာလပိုင်းခြားဖြစ်တယ်အရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာလေးတွေကိုအဲမသွားမီမှာမိတ်ဆွေတို့ရဲ့အိမ်မက်မျက်စွာပြားမှာအဲဆရာတို့ မြတ်စွာဘုရားမှာတောက်ရေလျှောက်ခွက်လူပြီးလိုရာမှုကိုပြုမှုဆောင်ရရင်အောင်မြင်တိုးတက်နိုင်သောအပတ္တဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဋိဌံပြုလို့တပါဆိုလို့ရှိရင်တော့မနမိုးနေတဲ့အခါမှာတန်ဖို့တွေကတော့လျှောက်ခောက်ရွတ်ပြီးတော့ညိုက်တဲ့အခါမှာလျှောက်ခောက်မပြတ်ရွတ်ဆိုရင်ကံကောင်းမှုနဲ့ရရှိပြီးတော့ညံ့နေတဲ့လမ်းတွေ အားသာလာပါလိမ့်မယ်အရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့21ရက်22ရက်နေ့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုရင်အားသာကောင်းမှာပါလေအကျိုးပြီးတော့ကဏ္ဍအခရာလေးအနေနဲ့၃ကဏ္ဍ၁ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ဂံကိုတိုးတက်ကောင်းမှုစေပြီးတော့တတိထားစီနေရမယ်အအကျိုးပေးစေတဲ့အကြောင်းလေးနဲ့ဆိုရင်တော့အနီရောင်မိုးပြရောင်တွေကမိတ်ဆွေတို့ရဲ့အကျိုးပေးကံကောင်းစေပါတယ်။တတိထားဆင်ကျင်ရမယ့်အကြောင်းလေးနဲ့ဆိုရင်တော့မိတ်ဆွေတို့အဲမိမိတို့အနေနဲ့ အပန်းရောင်လို့မိခိုးရောင်လို့ကိုတတိထားဆင်ရင်ပေးရန်လိုအပ်သောအပဒါကာလအပိုင်းခြားဖြစ်တယ်။မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်တော့အဲ16ရက်နေ့တွေမှာတတိထားပြုမှုဆောင်ရွက်ပါရတယ်နော်။ဒါပြီးတဲ့အခါအလင်းစလို့အလောတကြီးခီးသွားတာမျိုးတွေကိုဖြစ်နိုင်မလုပ်ပါနဲ့တဲ့။ပစ္စည်းမိတံမိုးကြီးသောပစ္စည်းတွေပျောက်ရှားတတ်တယ်ဆိုတော့အပဒါကာလအပိုင်းခြားဖြစ်နေတဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့တတိပြုဆင်ရန်လိုအပ်ပါတယ်။အဆက်ဆက်ရဲ့အစင်းပြီးအောင်မြင်တိုးတက်စေပြီးတော့ပြုလုပ်ရမယ်။ရေရာအနေနဲ့ဆိုရင်တော့ မနဲ့ဆရာတို့မိုးလင်းတဲ့အခါမှာစောစောထပါစောစောထပြီးတဲ့အခါဆရာတို့အိမ်ချံအပေါက်ပတ်ကိုကြည့်အိမ်ချံအပေါက်ပတ်ကိုကြည့်သုံးမဟုတ်ရင်ဆိုင်ဆိုလဲဆိုင်မှာဟုတ်လားစွန့်လာလို့ပေါ့စောစောလေးထမိမိရဲ့ဆိုင်ရဲ့လုပ်ငန်းမဖွင့်ခင်မှာလမ်းဘက်ကိုကြည့်ကြည့်ပြီးတဲ့အခါကျရင်မိတ်ဆွေတို့အနေနဲ့ကံကောင်းမှုတွေကိုရရှိစေတဲ့သဘောနဲ့မျှော်တွေးပြီးတော့ ေးဆိုပြီးတော့လက်ခုပ်သုံးချက် တီးပြီးတော့လက်လာပါတွေကိုခေါ်လိုက်ရင်မိတ်ဆွေတို့ရဲ့ပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရရအောင်မြင်လာပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်တပြေးခက်ကလေး၆ခက်နဲ့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းတွက်အယောင်းထွက်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ဝင်လေသားသမီးမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့ရဲ့ဒီအပတ်တာအတော်တွေမှာအောင်မြင်မှုတွေရရှိပါစေလို့ဆရာကဆုတောင်းထောက်ပံ့ပေးမယ်ဒါပြုရင်းနဲ့တနေ့လာသားသမီးတွေအတွက်လည်းစောင့်ခေါ်ကြပါလေ